ကျချက်ပေါ့နော်ကျမတို့ဒီ American က Washington DC Center ကျင်းစုနော်ဒီကနေ့ပေါ့နော်မကြသေးခင်ဒီ9ပိုင်းလောက်ကသူချမှတ်လိုက်တဲ့အဲဆုံးဖြတ်ချက်သူ့ရဲ့အမိန့်မှာတော့ကျမတို့ VOA ဝန်ထမ်းတွေအားလုံးလုပ်ငန်းဝင်ပြန်သွားဖို့ပေါ့နော်အဲနောက်ပြီးတော့ဒီကျမတို့ဒီ VOA ကအပြဋ္ဌာန်းချက်တွေ VOA ကဒီယုံကြည်ရတဲ့သတင်းဌာနတစ်ခုအနေနဲ့ဒီ American နိုင်ငံရဲ့ဒီ American နိုင်ငံရဲ့အကျိုးစီးပွားပေါ့ American နိုင်ငံနဲ့ပတ်သက်တဲ့သတင်းတွေကိုကျမတို့ထုတ်လွှင့်နေကြတိုင်းပဲပေါ့နော်ကျမတို့ရဲ့နောက်ပြီးတော့ဒီသတင်းတွေပြန်ပြီးတော့ပုံမှန်လည်းပတ်ခွင့် ဟိုကလောက်ဖို့ပေါ့လေဆိုပြီးတော့တရားသူကြီးကအမိန်ချမှတ်လိုက်တယ်အဲ့ဒီမှာကျမတို့ကဝန်ထမ်းပေါင်းဟို1300ကျော်ရှိတယ်အဲ့ဒီဝန်ထမ်းပေါင်း1300ကျော်ကို Trump အစိုးရကသူကဟိုအကုန်လုံးလုပ်ငန်းတွေကိုသူကရပ်ဆိုင်းပြီးတော့1300ကျော်လောက်ကိုကျမတို့အလုပ်လုပ်ခွင့်မပေးထားတာပေါ့နော်အဲ့ဒါတွေအားလုံးကိုကုန်ရုံးသိမ်းပြီးတော့ကျမတို့အဲ့1300လုံးပေါ့နော်ဝန်ထမ်းအားလုံးအလုပ်တွေပြန်လုပ်ရမယ်နောက်ပြီးတော့ဒီအတန်းထွေလုပ်ငန်းနဲ့အညီပေါ့နော်ကျမတို့ဒီတောင်းဆိုထားတဲ့အဲဒီဟိုပါဟိုနိုင်ငံတကာဒီ wire တည်င်း source တွေအဲ့ဒါတွေနောက်ပြီးတော့ကျမတို့အတန်းထွေလုပ်ငန်းနဲ့ပတ်သက်တဲ့ဤပညာတွေကိုကျမတို့ပြန်ပြီးတော့ ေးဖို့ပေါ့လေအဲ့ဒါတရားသူကြီးကလည်းချမှတ်ထားပါတယ်အဲ့တော့ဒီနောက်ပြီးတော့တရားသူကြီးကတခါတည်းအဲဒီဆုံးဖြတ်ချက်ထဲမှာကျွန်တော်တို့ကအဓိကတော့ US AGM လို့ခေါ်တဲ့ဒီကမ္ဘာလုံးဆိုင်ရာနဲ့ပတ်သက်တဲ့သတင်းဌာနပေါ့နော်ဒီကမ္ဘာလုံးဒီဆိုင်ရာသတင်းတွေနဲ့ပတ်သက်ပြီးတော့ဟောတင်ပြနေတဲ့တင်ဆက်နေတဲ့ဒီ American သတင်းဌာနရဲ့အောက်မှာကျွန်တော်တို့ VOA နဲ့အတူလုပ်တဲ့ဒီ Radio Free Asia နောက်ပြီးတော့ဒီနောက်ထပ်သတင်းဌာနတစ်ခုပေါ့နော်ဒါကတော့တို့တို့ဒီအရှိအလေပိုင်းသတင်းဌာနတစ်ခုပေါ့လေအဲ့တော့ကျမတို့သတင်းဌာနသုံးခုလုံးကိုပုံပုံမှန်တိုင်းအလုပ်လုပ်ခွင့်ပေါ့နော်အထူးသဖြင့်တော့ဒီ Radio Free Asia ဒီ RFA ကိုတော့ဒီအမ် Congress လွတ်တော်ကချမှတ်ထားတဲ့ဘတ်ဂျက်အတိုင်းပေါ့နော်ဒီသမရထရပ်ဆိုရကအာနေပြီးတော့အဲ့ဘတ်ဂျက်ကိုပေးပြီးတော့ RFA ကိုပုံမှန်လက်ပတ်ခွင့်ပေးရမယ်ဆိုပြီးတော့ချမှတ်ထားပါတယ်တရားသူကြီးရဲ့အမိအရဆိုရင်ကျမတို့ VOE ကချက်ချင်းကိုပဲအလုပ်တွေပြန်ပြီးတော့လက်ပတ်ရတော့မှာ VOE မြန်မာပိုင်းသတင်းတင်ဆက်သူမအင်ဂျင်နိုင်နဲ့ဆက်သွယ်မေးမြန်းချက်အမေရိကန်အတန်း VOE သတင်းဌာနလွတ်လပ်သောအာရှအတန်း RFA သတင်းဌာနနှင့်အရှေ့အလယ်ပိုင်းအတန်းတွင်အစီအစဉ်ကွန်ရက်တို့ကိုလုပ်ငန်းများ မူလအတိုင်းပြန်လဲလဲပတ်၍ဝန်ထမ်းအလုံးအားအလုတ်ပြန်ခန့်ရန်အမေရိကန်နိုင်ငံဝါရှင်တန် DC မြို့ရှိဖက်ဒရယ်တရားရုံးမှတရားသူကြီး Rice Lambert ကအင်ကာနေတွင်အမိန့်ချမှတ်လိုက်ပြီးထို့ပြင် Trust ဆိုရကြောင့်လုပ်ငန်းလဲပတ်မှုရပ်ဆိုင်းသွားခဲ့ရသည့်ထိုသတင်းဌာနများကိုကွန်ဂရက်ဆိုင်ရာငွေကြေးထောက်ပံ့မှုအလုံးပြန်ဆရလိမ့်မည်ဖြစ်ကြောင်းလဲတရားသူကြီးကပြောသည် တရားသူကြီး၏အမိန့်ချမှတ်မှုနှင့်အတူ BOA သတင်းဌာနပြန်လည်လည်ပတ်မိအခြေအနေအဆိုပါမိန့်နှင့်ပတ်သက်၍တမရထရန့်အဆိုရ၏တုံ့ပြန်မှု BOA ရင်ဆိုင်နေသည့်အမှုကိစ္စများကိုသိရှိနိုင်ရန် BOA မြန်မာပိုင်းသတင်းတင်ဆက်သူမအင်ဂျင်နိုင်ကိုမစ္စည်းမသတင်းထောက်ရွှေနယ်ကဆက်သွယ်မေးမြန်းထားသည်မူအဆုံးထိနားဆင်ပေးသွားကြပါဦးခင်ဗျာအကြတရားရယ်ဆိုတော့ဒီအဲလုတ်ခဲ့ရပေါ့နော်ကျန်းမာမှုအခြေအနေဘယ်လိုရှိလဲတရားသူကြီးအဆုံးဖြတ်ချက်ကဘယ်လိုအခြေအနေနဲ့ချမှတ်ပေးလိုက်လဲဆိုတာကိုအရင်ဆုံးအမှန်ကန်တာရှင်းပြပေးပါရှင် โอเคအဲ့တော့ဒီတရားသူကြီးကကျမတို့ ဒီဆုံးဖြတ်ချက်ပေါ့နော်ကျမတို့ဒီ American ကဒီ Washington DC စံတော်ချိန်ဆိုတော့ဒီကနေ့ပေါ့နော်မကြသေးခင်ဒီနိုင်ပိုင်းလောက်ကသူချမှတ်လိုက်တဲ့အဲဆုံးဖြတ်ချက်သူ့ရဲ့အမိန့်မှာတော့ကျမတို့ VOA ဝန်ထမ်းတွေအားလုံးလုပ်ငန်းတွေပြန်သွားဖို့ပေါ့နော်အဲနောက်ပြီးတော့ဒီကျမတို့ဒီ VOA ကအာပြဋ္ဌာန်းချက်တွေ VOA ကဒီယုံကြည်ရတဲ့သတင်းဌာနတစ်ခုအနေနဲ့ဒီ American နိုင်ငံရဲ့ဒီ American နိုင်ငံရဲ့အကျိုးစီးပွားပေါ့ American နိုင်ငံနဲ့ပတ်သက်တဲ့သတင်းတွေကိုကျမတို့ထုတ်လွှင့်နေကြတိုင်းပဲပေါ့နော်ကျမတို့ရဲ့နောက်ပြီးတော့ဒီသတင်းတွေပြန်ပြီးတော့ပုံမှန်လည်းပတ်ခွင့် ဟိုဟာလောက်ဖို့ပေါ့လေဆိုပြီးတော့တရားသူကြီးကအမိန်ချမှတ်လိုက်တယ်အဲ့ဒီမှာကျမတို့ကဝန်ထမ်းပေါင်းဟို1300ကျော်ရှိတယ်အဲ့ဒီဝန်ထမ်းပေါင်း1300ကျော်ကို Trump အစိုးရကသူကဟိုအကုန်လုံးလုပ်ငန်းတွေကိုသူကရက်ဆိုင်ပြီးတော့1300ကျော်လောက်ကိုကျမတို့အလုပ်လုပ်ခွင့်မပေးထားတာပေါ့နော်အဲ့ဒါတွေအားလုံးကို ကုန်ရုပ်သိမ်းပြီးတော့ကျမတို့အဲ့ထောင်သုံးရလုံးပေါ့နော်ဝန်ထမ်းအားလုံးအလုပ်တွေပြန်လုပ်ရမယ်နောက်ပြီးတော့ဒီအတန်ထွေလုပ်ငန်းနဲ့အညီပေါ့နော်ကျမတို့ဒီတောင်းဆိုထားတဲ့အဲဒီဟိုပါပေါ့အော်နိုင်ငံတကာဒီ wire တည် source တွေအဲ့ဒါတွေနောက်ပြီးတော့ကျမတို့အတန်ထွေလုပ်ငန်းနဲ့ပတ်သက်တဲ့ဤပညာတွေကိုကျမတို့ပြန်ပြီးတော့ပေးဖို့ပေါ့လေအဲ့ဒါတရားသူကြီးကလည်းချမှတ်ထားပါတယ် အဲ့တော့ဒီနောက်ပြီးတော့တရားသူကြီးကတခါတည်းအဲဒီဆုံးဖြတ်ချက်ထဲမှာကျမတို့ကအဓိကတော့ US AGM လို့ခေါ်တဲ့ဒီကမ္ဘာလုံးဆိုင်ရာနဲ့ပတ်သက်တဲ့သတင်းဌာနပေါ့နော်ဒီကမ္ဘာလုံးဒီဆိုင်ရာသတင်းနေနဲ့ပတ်သက်ပြီးတော့ဟောတင်ပြနေတဲ့တင်ဆက်နေတဲ့ဒီ American သတင်းဌာနရဲ့အောက်မှာကျမတို့ VOE နဲ့အတူလုပ်တဲ့ဒီ Radio Free Asia နောက်ပြီးတော့ဒီနောက်ထပ်သတင်းဌာနတစ်ခုပေါ့နော်ဒါကတော့တို့တို့ဒီအရှိအလေပိုင်းသတင်းဌာနတစ်ခုပေါ့လေအဲ့တော့ကျမတို့သတင်းဌာနသုံးခုလုံးကိုပုံပုံမှန်အတိုင်းအလုပ်လုပ်ခွင့်ပေါ့နော်အထူးသဖြင့်တော့ဒီ Radio Free Asia ဒီ RFA ကိုတော့ဒီ um Congress လွတ်တော်ကချမှတ်ထားတဲ့ဘတ်ဂျက်အတိုင်းပေါ့နော်ဒီသမရထရပ်အစိုးရကအာနေပြီးတော့အဲ့ဘတ်ဂျက်ကိုပေးပြီးတော့ RFA ကိုပုံမှန်လက်ပတ်ခွင့်ပေးရမယ်ဆိုပြီးတော့လည်းချမှတ်ထားပါတယ်နောက်ပြီးတော့ကျမတို့ VOE ကနောက်တစ်ချက်က VOE ဝန်ထမ်းတွေကလည်းကျွန်တော်တို့ဒီ US AGM ပေါ့နော် Trump အစိုးရရဲ့ဒီ US AGM ကို agency ကိုကျမတို့တရားဆွဲထားတဲ့နေရာမှာဝန်ထမ်းတွေမကောက်ဘူးကျမတို့ BOE ရဲ့ director Mike ကလည်းကျမတို့ BOE ရဲ့ director ကလည်းပေါ့နော်အဲဒီအစိုးရကိုပြန်ပြီးတော့တရားဆွဲထားတဲ့အဓိကလုပ်ငန်းတွေကိုပြန်ပြီးတော့အာဒီပြဋ္ဌာန်းချက်တွေပေါ့နော်လွှတ်တော်ကပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့ဒီ level ပဲပြုဖို့ဆိုတော့ဒီအမှုကိုလည်းတရားသူကြီးကအနိုင်ပေးလိုက်တယ်ဆိုတော့ကျမတို့အားလုံးကအလုပ်ပြန်လုပ်ခဲ့တော့ရနေပြီပေါ့လေ အဲဆိုတော့ဒီတမန်တော် Trump ရဲ့အစိုးရအဖွဲ့ဖက်ကရောတရားသူကြီးရဲ့ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ဗောနောသူတို့ဘယ်လိုတုံ့ပြန်မှုရှိလဲပြီးတော့ဒီသူတို့ရဲ့တုံ့ပြန်မှုပေါ်မှာမူတည်ပြီးတော့အမတို့ဒီ VOE ပြန်လည်လည်ပတ်မဲ့အခြေအနေပေါ့နော်ပြီးတော့ဒီဝန်ထမ်းအားလုံးလုပ်ငန်းခွင့်ပြန်သွားလို့ရမယ်အခြေအနေကရောအပြောင်းလဲဖြစ်လာနိုင်ဦးမလား အဲ့တော့အခုဒီတရားသူကြီးရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့သမ္မတထရမ့်ဘက်ကဘလို့ပြန်ပြီးတော့တုံ့ပြန်လဲဆိုတာတော့ကျမတို့မသိသေးဘူး။ဒါပေမဲ့ကျမတို့ဟိုညင်ထားတာကတော့သူတို့ဒီတရားသူကြီးရဲ့ဆုံးဖြတ်ချက်ကိုပြန်ပြီးတော့သူတို့အယူခံဝင်မယ်ပေါ့နော်။အဲအဲ့လိုမျိုးတော့ရှိနေ။ဆိုတော့အခုဒီတရားသူကြီးရဲ့ဆုံးဖြတ်ချက်ကကျမတို့အတွက်ကဒါအနိုင်ရတယ်ဆိုပေမဲ့ဒါအဆင့်ကဟို လို့ပြောနေအဆင်အများကြီးတွေကအဆင်တစ်ဆင့်ပဲရှိနေတယ်ပေါ့လေဆိုတော့ဟိုကျမတို့အဓိကတိုက်နေတာကအာ American ထွတ်တော်က VOA နဲ့ပတ်သက်ပြီးပြဋ္ဌာန်းထားတဲ့ပြဋ္ဌာန်းချက်တွေတိုင်းပေါ့နော်လွတ်လပ်တဲ့သတင်းဌာနတစ်ခုအနေနဲ့ American နိုင်ငံရဲ့အတန်ကိုကျမတို့ကအာလွှင့်ဟိုမှန်မှန်ကန်ကန်ပေါ့နော်ဒီသတင်းဒီကျင့်ဝတ်နဲ့အညီကျမတို့လွှင့်ထုတ်နိုင်ဖို့နောက်ပြီးတော့ဒီတရုတ်တို့ရုရှားတို့အီရန်တို့စတဲ့ဒီဟိုအာဏာရှင်ပေါ့နော်ကျမတို့မြန်မာနိုင်ငံကဒီစစ်အစိုးရတို့ပေါ့နော်ဒီစစ်အာဏာရှင်တွေဒီကြီးစိုးတဲ့နိုင်ငံတွေမှာတရင်အတူတရင်အမားတွေဒီတရင်လွတ်လပ်ခွင့်မရှိတဲ့နိုင်ငံတွေ က်ကိုချွားတို့ကဒီဟာတည်င်းလွတ်လွတ်လပ်လပ်နဲ့ပြင်ဆက်ခွင့်ရဖို့ပေါ့လေဆိုတော့ဒီလိုဟိုလွတ်တော်ကပြထန်းထားတဲ့အချက်တွေအတိုင်းကျမတို့ပြန်ပြီးတော့ VOA နေနဲ့လက်ပတ်ဖို့ကိုချွားတို့ဆက်ပြီးတော့တိုက်သွားမယ်ဒါပေမဲ့ဒီကမ္ဘာ Trump အစိုးရအဖွဲ့ကတော့ဒီ US agency အနေနဲ့ကတော့ဟိုကျမတို့ VOE နဲ့ပတ်သက်တဲ့တရားသူကြီးရဲ့ဆုံးဖြတ်ချက်ကိုပြန်ပြီးတော့တို့အယူခံဝင်သွားမယ်ဆိုရင်တော့ဟိုကျမတို့ပြန်ပြီးတော့လုပ်ငန်းဝင်တွေကိုပြန်ပြီးတော့အရင်တိုင်းပြန်လုပ်နိုင်ဖို့ဆိုတော့မဖြစ်နိုင်သေးဘူးပေါ့နော်ဆိုတော့ဒါဒီနောက်ပိုင်းကတော့ လွှတ်တော်ကနေပြီးတော့ VOE ကိုဘယ်လိုပုံစံနဲ့ဆက်ထားမလဲဆိုတဲ့လွှတ်တော်ရဲ့ဆုံးဖြတ်ချက်မှာတော့ပို့ပြီးတော့အရေးကြီးလာမယ်လို့တော့ကျွန်မမြင်ပါတယ်ရှင့်ဟုတ်ကဲ့မှာဒီတရားသူကြီးရဲ့ဆုံးဖြတ်ချက်ကိုအကြတိပြည်နယ်နောက်မှာပေါ့နော်အားလုံးကဒီ VOA အာကနေပြီးတော့ဘယ်တော့တရင်နေပြန်လွှဲလာတော့မလဲဆိုတာကိုသိချင်ကြတာပေါ့နော်ဆိုတော့ဒီ VOA ကနေပြီးတော့တရင်နေပြန်လွှဲမဲ့အချိန်ကရောဘယ်တော့လောက်ဖြစ်နိုင်မယ်လို့ပြောလို့ရနိုင်မလဲတကယ်လို့ဒီတရင်ပြန်ဖို့ကြားထဲမှာပေါ့နော်ဘယ်လိုအတားအဆီးတွေရောဖြစ်လာနိုင်မလဲ โอเคဒါပေမဲ့ Trump အစိုးရကတော့ဗောနော်ကျမတို့ဒီ VOA ကိုသူကတော့လုံးဝဟိုရက်ဆိုင်လိုက်ဖို့ဗောနော်ဒါသူတို့စူးစမ်းနေတယ်စူးစမ်းတာလည်းဖြစ်တယ်အဓိကတော့သူတို့ဒီအစိုးရအသုံးစရိတ်အတွက်ဗောနော်ဒီ VOA အနေနဲ့ကဒါမရှိတယ်ဘောလေဒါအစိုးရအသုံးစရိတ်ကဒီ VOA အတွက်မသုံးသင့်ဘူးဆိုတော့အကြောင်းပြချက်နဲ့သူတို့ကတော့အနေအထားကျမတို့အတန်းပြလုပ်ငန်းအားလုံးကိုရပ်ပစ်ဖို့စူးစမ်းတာဖြစ်တယ်အဲ့တော့ဒီဘက်မှာလည်းဒါတမန်တော်အမိန့်နဲ့ဖြစ်နေတယ်အခုတရားဝင်ကြီးဒီတရားရေးဌာနကတော့ ဒါ VOA ကလွှတ်တော်ရဲ့ပြဋ္ဌာန်းချက်အတိုင်းဆက်ပြီးတော့ရှိရမယ်ဒီ mandate အတိုင်းပေါ့နော်လွှတ်တော်ကပေးထားတဲ့ mandate အတိုင်းကျမတို့ VOA ကဆက်ပြီးတော့သွားရမယ်ဆိုတော့အော်တော့ဟိုတကယ်တမ်းတော့တရားရေးအရာဆိုရင်တော့ကျမတို့ကပြန်လုပ်နေသင့်ပြီဒါပေမဲ့တစ်ဖက်မှာလည်းသမ္မတရဲ့အမိန့်အာဏာရှိနေတဲ့အတွက်ဒီတစ်ခုချမှာတော့ကျမတို့ VOA ကပေါ့နော်ဟိုပုံမှန်တိုင်းအရင်တိုင်းပြန်ပြီးတော့လေပတ်ဖို့ဆိုတာကတော့ကျမတို့သိညှော်လေးလို့တော့မရဘူးဒါပေမဲ့အဲဒီအခု VOA ကိုဘယ်လိုပုံစံမျိုးနေနဲ့ပြန်ပြီးတော့ထုတ်လည်မလဲဆိုတော့ကျမတို့ဒီ VOA ကလူကြီးတွေပေါ့နော်အုပ်ချုပ်ရေးတိုင်းကတော့တို့ချိန်နေတို့ပြန်ပြီးတော့ဆွေးနွေးနေကြတယ်ဆိုတော့ဒီတရားသူကြီးရဲ့အမိန့်ညာဆိုတော့ကျမတို့ကချက်ချင်းကိုပဲကျမတို့အလုပ်တွေစပြီးတော့လက်ပတ်ရတော့မှာဖြစ်တယ်ဒါပေမဲ့ကျမတို့ Trump အဖွဲ့အစည်းတွေကတော့အစိုးရအဖွဲ့အစည်းတွေကတော့ဘယ်လိုဒီတရားသူကြီးဆုံးဖြတ်ချက်ကိုဘယ်လိုခုခံခြေပပြီးတော့ဘယ်လိုသွားမလဲဆိုတဲ့ပုံမှာတော့ကျမတို့လည်းဟိုစောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဟုတ်တယ်အဲ့တော့ဟိုအချိန်ရဆိုလို့ရှိရင်တော့ကျမတို့က VOA ကိုချက်ချင်းပဲချိန်လဲဆိုတာကတော့တကယ်တမ်းတော့ အထိကပြောလို့မရသေးဘူးเนาะကျမတို့ကတော့အခုညွှန်ကြားချက်တွေရဆိုရင်ဟိုမှာမင်းနဲ့ပြန်လို့ကျမတို့ ready ဆိုလို့ရှိရင်ကျမတို့ကအတန်းတွေလုပ်ငန်းတွေကိုပြန်ပြီးတော့လုပ်ဖို့ကျမတို့ကချက်ချင်းရုံးတွေကိုကျမတို့ပြန်ပြီးတော့တက်ရောက်ရမှာဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာကိုဆော့ကပြောသလိုပဲသမရထရန့်ဖွဲ့ရနေပြီးတော့အဲသူတို့တရားသူကြီးရဲ့အမိန့်ကိုပြန်ပြီးတော့အကျူကံဝင်မယ်ဆိုရင်တော့ကျမတို့အလုပ်ကတော့သွားလို့မရသေးဘူးပေါ့เนาะဆိုတော့အဲ့လိုတော့ဖြစ်နေပါတယ် ဟုတ်ကဲ့မနောက်တစ်ခုကတော့ဒီအမှုကိစ္စတွေအကြောင်းလေးဆက်တော့ပါဒီ VOA ဘက်ကနေပြီးတော့သမရထရန်ဘက်ကိုပေါ့နော်တရားစွဲဆိုထားတဲ့အမှုတွေရှိတယ်လို့လည်းသိရတော့အမှုပေါင်းဘယ်နှခုလောက်တရားစွဲဆိုထားတာရှိလဲပြီးတော့ဒီအမှုတွေတဲ့အကမှာပေါ့နော်ကြားနာပြီးတဲ့ကြားနာပြီးတဲ့နောက်ပြီးတော့ဒီတရားသူကြီးဘက်ကဆုံးဖြတ်ချက်ချပြီးတဲ့အမှုကရောဘယ်နှခုလောက်ရှိနေပြီလဲဟုတ်ကဲ့ကျမတို့ကအဓိကဒီသမရထရန်ပေါ့နော် အခုကျမတို့ဒီ VOE ကတရားဆွဲထားတာကတော့ US AGM ကိုကျမတို့ရဲ့မိခင်ဖွဲ့စည်းကိုကျမတို့ကပြန်ပြီးတော့တရားဆွဲရတယ်လို့ဖြစ်နေတာပေါ့နော် VOE ဝန်ထမ်းတွေကအဲ့တော့ VOE ဝန်ထမ်းတွေဆွဲထားတာကတော့အခုလိုမျိုး VOE လုပ်ငန်းတွေကိုရုတ်တရက်ရပ်လိုက်ပြီးတော့ကျမတို့အားလုံးကိုဟိုအလုပ်ဟိုဟာပေါ့ administrative leave ပေါ့နော်ကျမတို့ကိုအဲ့လိုမျိုးဟိုခွင့်ပေးလိုက်တဲ့အတွက်လုပ်ငန်းတွေရဆိုင်လိုက်တာဟာတရားဥပဒေနဲ့မညီဘူးဥပဒေကအာလောက်တာမဟုတ်ဘူးဆိုပြီးတော့ကျမတို့ကတရားဆွဲထားတဲ့နေရာမှာအဓိကကတော့ American နိုင်ငံရဲ့ဒီဖွဲ့စည်းပုံခြေခံဥပဒေပေါ့နော်ဒီ amendment ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပထမဆုံးပြင်ဆင်ချက်ဖြစ်တဲ့ဒီဟိုပါပေါ့ဒီလက်စွာပြောဆိုခွင့်အဲ့ခါကိုဖုတ်ဖောက်ရဲဆိုတဲ့အချက်နဲ့ဒီမှာတို့ကအာတရားဆွဲထားတယ်။နောက်ပြီးတော့ဒီအမေရိကန်နိုင်ငံကပြဋ္ဌာန်းထားတဲ့ဒီအလုပ်သမားအခွင့်အရေးတွေပေါ့နော်။ဒီမှာတို့ဒီဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အခွင့်အရေးတွေ၊ဒီပါ law တွေနဲ့ပတ်သက်ရင် ဒီလောက်ဆောင်ချက်တွေဟာချိုးဖောက်မှုရှိတယ်ဆိုတာကိုလည်းကျမတို့ကဟိုတရားစွဲထားပါတယ်အဲ့ဒီမှာပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့ဒီ VOE guider စွဲထားတဲ့အမှုကတော့ VOE ဟာလွှတ်တော်ကပြဋ္ဌာန်းချက်နဲ့ညီဖွဲ့စည်းထားတာဖြစ်တယ်အခုလိုမျိုးသမ္မတ Trump amend တဲ့ VOE လုပ်ငန်းတွေကို design လိုက်ပြီးတော့ကျမတို့အတန်းတွေတိတ်အောင်လုပ်လိုက်တာဟာလွှတ်တော်ရဲ့ပြဋ္ဌာန်းချက်ကိုချိုးဖောက်တာဖြစ်တယ်ဆိုပြီးတော့လည်းကျမတို့ကတရားစွဲထားတာဖြစ်ပါတယ်ဆိုတော့ဒီစွဲချက်တွေအားလုံးကိုလက်ရှိဒီ Washington DC မှာရှိတဲ့ကျမတို့ဒီ Federal တရားသူကြီးကနေပြီးတော့ NI ပေးလိုက်တာပေါ့နော်ကျမတို့အားလုံးဒါတွေအကုန်လုံးကိုပြန် ီးတော့ရပိုင်ခွင့်ရှိတယ်ဆိုပြီးတော့သူကဆုတ်ဖြတ်ပေးလိုက်တာဖြစ်ပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့ပါဒီ view a ကခေတ္တရက်တန်သွားတဲ့နောက်မှာပေါ့နော်မြန်မာနိုင်ငံလိုမျိုးဒီတရင်မှန်ရရှိဖို့အချိန်တိုင်းတပြေးညီတရင်တရင်မှန်ရရှိဖို့အတွက်အရေးကြီးနေတယ်မြန်မာနိုင်ငံလိုနိုင်ငံအတွက်ကတော့အဲဒါထိခိုက်မှုရှိတယ်လို့ပြောရမှာပေါ့နော်နောက်ပြီးတစ်ပတ်မှဆိုလို့ရှင်လေဒီအမားတို့ဒီတရင်တင်ဆက်တဲ့သူတွေ view a ကတရင်ထောက်ပြီးအနေနဲ့ဆိုရင်ရောအဲဒီလိုမျိုးတရင်တင်ဆက်ခွင့်မရတဲ့အချိန်တွေမှာစိတ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဆိုတာပေါ့နော်ဒီတရင်တွေကိုဖော်ပြပေးချင်တယ်ဒါပေမဲ့ကိုယ်မှာဒါနဲ့ပတ်သက်ပြီးတော့လုပ်လို့မရတဲ့အချိန်တွေဖြစ်နေတယ်ဆိုရင်နေရာမှာဘလို့ထိခိုက်မှုတွေရှိလဲဒါမှဆိုလို့ရှင်လေဒီ view a ရက်တန်ခေတ္တရက်တန်ထားတဲ့အချိန်မှာပေါ့နော်မြန်မာနိုင်ငံမှာဒီငွေ င်ကိစ္စတွေဆိုရင်လည်းဟိုငငင်လောက်ခတ်တဲ့ကိစ္စတွေကိစ္စအကြီးကျယ်ဖြစ်သွားတာမျိုးတွေရှိလဲဆိုတော့ဒီဒါနဲ့ပတ်သက်ပြီးတော့ရောအမားတို့ဒီ view a ဝန်တန်းတွေဘက်ကဘယ်လိုစိတ်ခံစားချက်ရှိလဲရှင်โอเคสุดท้ายอ่ะညီမပြောသားတယ်လို့ပဲပေါ့เนาะဟိုကျမတို့ကဒီလိုမျိုး VOA ဆိုတာကနှစ်ပေါင်း80ကျော်ဟိုလေပတ်လာတဲ့ဒါသတင်းဌာနကြီးတစ်ခုဖြစ်တဲ့ဒီကမ္ဘာလုံးအတွက်ပေါ့เนาะ အထူးသဖြင့်ကျမတို့ကဒီကဘာလုံးကဘာလုံးမှာဆိုလို့ရှိရင်လူပေါင်းတန်360ကျော်လောက်ကိုเนาะကျမတို့ရဲ့ထုတ်လွှင့်ချက်တွေကဟိုနားဆင်နေကြတာဖြစ်တယ်ဆိုတော့အခုလိုမျိုးကြက်လိုက်တော့ကျမတို့မြန်မာနိုင်ငံကျမတို့မြန်မာဌာနကဟိုကျမတို့ဝန်ထမ်းတွေကျမတငယ်ချင်းတွေအားလုံးပေါ့เนาะကျမတို့ဖို့ကိုင်ဖက်တွေအားလုံးဆိုရင်တော်တော်လေးကိုဟိုစိတ်ဆင်းရရတယ်တကယ်တမ်းတော့လေဘာဖြစ်လို့လဲဆိုတော့အခုဒီငလျင်လှုပ်တဲ့နေရာဆိုလို့ရှိရင်ဒါကျမတို့เนาะအဲ့လိုနေမှာတကယ်အကြီးကျယ်လှုပ်လှုပ်သွားရဲဆိုတဲ့နေမှာပေါ့เนาะကျမတို့တတိယနေ့တင်ဆက်ခွင့်မရတော့ကျမတို့တော်တော်ယူကျုံးမရဖြစ်ရတယ်ဆိုတော့ကျမတို့ view မြန်မာဌာန နာကဘယ်တော့မှဆိုမြန်မာနိုင်ငံမှာဒီတည်င်းအဲ့လိုအကြီးအကျယ်ကြီးဖြစ်လာတိုင်းပေါ့နော်ဒီဖြစ်ရဆိုရင်အထူးသဖြင့်ဒီရခိုင်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ Ranger တွေပေါ့ဖြစ်ခဲ့တဲ့ကိစ္စတွေနောက်ပြီးတော့ဒီအရင်တော့က2008နော် Nagis မုန်တိုင်းတိုက်ခတ်ခဲ့တဲ့ကိစ္စတွေနောက်ပြီးတော့ဒီစစ်အာဏာသိမ်းခဲ့တဲ့ကိစ္စတွေနောက်စစ်အာဏာရှင်တွေကိုအမြဲတမ်းတော်လှန်နေတဲ့ဒီလှုပ်ရှားမှုတွေမှာဆိုရင် VOA မြန်မာပိုင်းဌာနအနေနဲ့ဘယ်တော့မှနောက်မကျဘဲနဲ့ပေါ့နော်အချိန်နဲ့တပြေးညီကျမတို့ဖြစ်နေတဲ့အခြေအနေတွေကိုလူထုကိုအခြေအနေမှန်သိအောင်ကျမတို့ပြင်ဆင်ခွင့်ရတယ်အခုဒီအကြီးအကျယ်လှုပ်ခဲ့တဲ့ဒီငလျင် ကိစ္စမှာပေါ့နော်ဒီစကိုင်းငယ်လေးမှာဆိုလို့ရှိရင်လေအဲကျမတို့ဒီအသက်ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ရင်ကျမတို့ဒါပြင်ပြခွင့်ရမယ်ဆိုရင်ဒီကယ်ဆယ်ရေးလုပ်ငန်းတွေနိုင်ငံတကာအကူအညီတွေကိုကျမတို့ဟိုမှန်မှန်ကန်ကန်နဲ့ပြည်သူတွေသိခွင့်ရအောင်ကျမတို့ကတင်ဆက်နိုင်မှာဖြစ်တယ်ဒါဒီခွင့်ရေးတွေကိုကျမတို့ဆုံးရှုံးခဲ့ရတယ်ပေါ့နော်ကျမတို့တော်တော်ယူကြုံရဖြစ်တယ်နောက်ပြီးတော့ဟိုအမေရိကန်နိုင်ငံအနေနဲ့လေဟိုဘယ်လိုဒီမြန်မာပြည်သူတွေအတွက်ဘယ်လိုကူညီနိုင်မလဲဘယ်လိုကူညီနိုင်လဲဒီလိုဟိုဒီနဲ့ပတ်သက်ပြီးကျမတို့မေးမြန်းတင်ဆက်ခွင့်ကျမတို့ဒီလွှတ်တော်ကိုပေါ့နော်အမေရိကန်လွှတ်တော်ကိုကျမတို့မေးမြန်းခွင့်ပေါ့နော်ဒါသတင်းသမားတောက်အနေနဲ့ဒါမျိုးတွေလည်းကျမတို့ဆုံးရှုံး ခဲ့ရတယ်ဆိုတော့ဟိုအဲ့အတွက်လည်းကျမတို့တကယ်ယူကြုံရဖြစ်ရတယ်နောက်ပြီးတော့ဟိုကျမတို့သတင်းဌာနအနေနဲ့ဟိုအခုလိုမြန်မာနိုင်ငံမှာစစ်ကောင်စီကနေပြီးတော့သတင်းတွေကိုဟိုပိတ်ပင်ထားတဲ့အချိန်ပေါ့နော်အဲနောက်ပြီးတော့သတင်းလွတ်လပ်ခွင့်ကိုဖိနှိပ်နေတဲ့အချိန်မှာဒီကျမတို့ဒီဘက်ကနေပြီးတော့သတင်းတွေကိုအချက်လက်ပြည့်ပြည့်စုံစုံနဲ့တင်ပြခွင့်ဆုံးရှုံးတာဟာလေအဲကျမတို့မြန်မာပြည်သူတွေအတွက်တော်တော်လေးလေးဟိုမြင်လာတယ်လို့ကျမတို့မြင်ပါတယ်ရှင့် အဲဟုတ်ကဲ့ပါမန်နေဂျာနိုင်ရှင်ဆိုတော့ဒီ VOA ရဲ့တင်ပြတင်ဆက်သူတရားအနေနဲ့ရောပေါ့နော်ဒီမြန်မာနိုင်ငံကမြန်မာပြည်သူတွေအတွက်အပါတင်စကားပါချင်တာရှိတယ်ပြီးတော့ဒီလက်ရှိ VOA ရင်ဆိုင်နေရတဲ့အမှုကိစ္စတွေနဲ့ပတ်သက်ပြီးတော့ရောဖြည့်ဆွတ်ပြီးတော့ပြောပြချင်တဲ့အကြောင်းအရာရှိအောင်လားရှင် โอเคဟိုကျမကမြန်မာမြန်မာနိုင်ငံမှာဝေဖွားခဲ့တယ်ဒါကျမရဲ့နိုင်ငံဖြစ်တယ်ပေါ့เนาะဆိုတော့ကျမရဲ့ဒီအမိနိုင်ငံမှာကျမကဒီအာကျမတို့ဝေဖွားခြင်းတွေကတပါတီအာနာရှင်စနစ်เนาะကျမတို့ဒီကျမတို့ဒီတည်လွတ်လပ်ခွင့်နဲ့ပတ်သက်တာဖြစ်ဖြစ်ကျမတို့ဒီလူ့ခွင့်ရေးနဲ့ဖြစ်ဖြစ်ကျမတို့အဲ့ချိန်ကကျမဒီအသက်ဟိုငငယ်ဟိုပါပေါ့เนาะကျမအသက်ဆယ်ကျော်တက်ခရီးကကျမတို့ကဒီတိုက်ပွဲဝင်ခဲ့တယ်ဆိုတော့အဲ့လိုတိုက်ပွဲဝင်ရင်းနဲ့ပေါ့เนาะကျမအခုအမေရိကန်နိုင်ငံလိုလူ့ခွင့်ရေးအပြည့်အဝဒီမိုကရေစီနိုင်ငံဆိုတဲ့လူ့ခွင့်ရေးတွေကိုလေးစားရတဲ့ဆိုတဲ့နိုင်ငံကျမရောက်လာတဲ့အချိန်ကဟိုကျမကိုယ်တိုင် ုင်းအခုလိုအမေရိကန်အစိုးရအခုပေါ့တရင်လွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့ကျွန်မပြန်ပြီးတော့ဟိုမြန်မာနိုင်ငံလူမျိုးပြန်ပြီးတော့တိုက်ရမယ်လို့ကျွန်မမထင်ခဲ့မိဘူးပေါ့နော်ပြန်ပြီးတော့ကျွန်မတို့တောင်းဆိုရမယ်၊တိုက်ပွဲဝင်ရမယ်လို့ကျွန်မမထင်ခဲ့မိဘူးဒီနိုင်ငံမှာအခုဆိုရင်ကျွန်မတို့ဟာဒီအမေရိကန်နိုင်ငံမှာလည်းတရင်လွတ်လပ်ခွင့်အတွက်ကျွန်မတို့ဟာပြန်ပြီးတော့ဟိုဒီသက်ဆိုင်ရာအမေရိကန်အစိုးရကိုကျွန်တော်တို့ပြန်ပြီးတော့တိုက်နေရတယ်။အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ပြည်သူတွေအဲကျွန်တော်တို့ဒီတည်င်းဟိုကျွန်တော်တို့တည်င်းပြည်သက်တွေအတွက်ပေါ့နော်ကျွန်တော်တို့မှန်မှန်ကန်ကန်နဲ့ ဖြစ်နေတဲ့အခြေအနေတွေကိုကျွန်တော်တို့အချက်လက်မှန်မှန်ကန်ကန်နော်ဟိုတက်ဆိုင်တဲ့နေရာတွေတက်ဆိုင်သူတွေကိုကျွန်တော်တို့မင်းညာတင်ပြခွင့်အဲရဖို့ပေါ့လေဒါတွေကိုကျွန်တော်တို့ခု အဲ့တော့တတိယအမေရိကန်နိုင်ငံလိုနိုင်ငံမှာတော့မှကျမတို့ပြန်တိုက်နေရတယ်ဒီအတွက်လည်းကျမတို့ဆက်ပြီးတော့ဟောကျမအနေနဲ့ကတော့တည်င်းလွတ်လပ်ခွင့်တိုက်ပွဲဝင်သွားမယ်ဒါကဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံလိုတည်င်းလွတ်လပ်ခွင့်ဖိနှိပ်နေတဲ့နိုင်ငံတွေမှာဒီတည်င်းမှန်တွေတိကျဖို့ရဖို့အတွက်ပေါ့နော်ဒါကကျမတို့တည်င်းလွတ်လပ်ခွင့်ဟာအရင်ရေးကြည့်တယ်ဒီကဘာကြီးဒီကဘာလုံးမှာဘာတွေဖြစ်နေလဲဆိုတဲ့အခြေအနေမှအချက်လက်မှန်တွေကိုသိဖို့မြန်မာနိုင်ငံလိုတည်င်းတွေဖိနှိပ်ခံရတဲ့နိုင်ငံတွေမှာကျမတို့အမေရိကန်မှာရှိတဲ့တည်င်းဌာနတွေနဲ့ ပြင်ဆက်ခွင့်ရနိုင်ဖို့ပေါ့နော်ကျမတို့ဆက်ပြီးတော့တိုက်သွားမှာဖြစ်တယ်ဒီအတွက်လည်းကျမတို့ဒီ American ကျမတို့ဒီ VOA သတင်းဌာနကိုဟိုဆက်ပြီးတော့အားပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါမင်းကျန်လာရှင်ကျွန်တော်တို့ဒီ Musicma One of One ဟောတာတွေကလည်း view အမြန်ဆုံးပြန်လေလက်ပတ်နိုင်မှုအတွက်ဆုတောင်းပေးပါရရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒီပါ Musicma ကိုအချိန်ပေးပြီးတော့ဖြည့်ချပေးတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်ရှင် ဟုတ်ကဲ့ပါကျေးဇူးပါကျမတို့လည်းအခုလိုမေးမြန်းခွင့်ပေးပြီးတော့ကျမတို့ဒီအခုလိုမေးမြန်းပြီးတော့ပေါ့နော်ကျမတို့ဖြေချခွင့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါうん。